မင်္ဂလာပါစင်ဖိုနီဂလရီကနေပစင်တက်ဆက်ပေးနေတဲ့ Sunday Talk Season ရဲ့ရည်စည်အခြေခံရည်စွဲနည်းအပိုင်းနှစ်လေးဖြစ်ပါတယ်ခင်ဗျာကြည့်ရှုကြပါအောင်နော်ဒီကတော့ blending ရှိအောင် blending ဆိုတာတွဲဆက်နေပေါ့ဟုတ်အာဆေးနဲ့ရည်တွဲဆက်တာရှိတယ်ဆေးဆေးချင်းတွဲဆက်တာရှိပါအဲ့တော့ blending တွဲဆက်နည်းဒါလေ့ကျင့်ရပါမယ်ကြည့်ရပြီလို့ရှိရင်နောက်နံပါတ်3က wiping out နှုတ်ထုတ်နေတယ်ပေါ့ဟုတ်ရှင်းစားတယ်ပေါ့နှုတ်ထုတ်တယ်ဟုတ်ကဲ့အဲ့ဒါလေးပဲဆက်ကြည့်ရအောင် နော်ထုတ်နေ wiping out wiping out နော် wiping out နော်ဒါပါလေးမျိုးစားတော့ super imposing အာစေစွာစေစားအလွာထပ်ရင်းနေလို့ခေါ်ပါလေသူကစေစားစေစား6ပြီဆိုမှကြီးရပါတစ်ထပ်6မှတစ်ထပ်ကြီးရအောင်အဲ့တော့သူက super imposing ဟုတ်တယ်ဟုတ်တယ်နော်နံပါတ်5ခုမြောက်ကကြတော့ dry brush နော် dry brushing ဆိုတာကစုပ်ချက်ခတ်ပြီးတော့ရေးတယ်နော် dry brushing စုပ်ချက်ခတ်ပြီးတော့ရေးတယ်ဒီပါနော်နံပါတ်6က scraping စကရပင်းဆိုတာကတော့ချစ်ထုတ်နေပေါ့ပရိဓာလေးနဲ့ဖြစ်ဖြစ်ရေဆက်ဖို့အဖြူချဖို့မလွယ်တဲ့နေရာတွေမှာဓာလေးနဲ့ပဲဖြစ်ဖြစ်ချွန်ထက်တဲ့အရာနဲ့ဖြစ်ဖြစ်ချစ်ထုတ်ပြီးတော့ရေးတယ်အလုံးဖြစ်မဲ့အလုံး၆ခုရှိတယ်။အဲဒီမဲ့၆ခုကိုကျင့်ရမယ်။ဟုတ်ဝါရှိကတော့ဝါရှိက၃မျိုး၊ဖြစ်မဲ့က၆ခု၊အဲ၆မျိုးပေါ့။ဝါရှိ၃မျိုး၊ဖြစ်မဲ့က၆။နောက်တစ်ခုကလောက်တဲ့ကျင့်ရတာတစ်ခုရှိပါသေးတယ်။အဲ့ဒါတော့ရေချင်စေးချင်လို့ခေါ်ပါတယ်။ဟုတ်ကဲ့။ရေချင်စေးချင်ကိုနားလေမှာ ဝါဒကလာသမားတယောက်ဖြစ်လာမှာပါဟုတ်ရေကြည်စေးကြည်ဆိုတာဘယ်လိုကြည့်ရမလဲဆိုရင်ပထမစေးပြားစေးပြားများရေများများနဲ့ရေပါနော်စေးများစေးတဲ့ရေကိုရောရေးတာဟုတ်စေးတဲ့ရေရောရဲ့ခါမှာအာစေးရများမယ်ရေရနည်းမယ်ဟုတ်အဲ့ဒါအရာကရေပါနောက်ကရေကများပြီးတော့ဆေးရနည်းမယ်ဆိုအရောင်ကြီးကနှုတ်ပါ။ဟုတ်။နောက်နံပါတ်3ကအနည်းတော်လေး။အဲဒါတော့မနှုတ်မရက်။ဟုတ်ကဲ့။အဲ့ဒီ3မျိုးကိုပိုင်အောင်ကြည့်ရအောင်။အဲ့ဒါကိုကျွန်တော်တို့ကရေချင်ဆေးချင်လို့ခေါ်ပါ။ ရေရေကဘယ်လောက်ယူရမလဲဆေးဘယ်လောက်ယူရမလဲဟုတ်အဲ့ဒါကိုချိန်စအဲရေချိန်ဆေးချိန်တွေကိုအိုင်အောင်ကျင့်ပြရအောင်ဟုတ်ကဲ့အဲ့ဒါကျင့်ပြီးဆိုရင်ကျွန်တော်ရေဆေးကိုစပြီးတော့ဆွဲလို့ရပါတယ်ဟုတ်ကဲ့ချက်ပြချင်းပါဘောเนาะကျွန်တော်တက်မိကြလောက်ပါဆရာအဲ့ဒါကျွန်တော်ရေဆေးမှာဆိုရင်အဓိကဝါဆိုရေဝါဒနာပါလို့စမဆွဲနဲ့ဟုတ်စမဆွဲနဲ့ဆုတ်တယ်လေးစကူလေးပစ္စည်းတွေရေစုရမှာပေါ့နော်ပစ္စည်းတွေအားလုံး၁၀မျိုးရှိတယ်ဟုတ်ကဲ့၁၀မျိုးရှိတယ်ပစ္စည်းရေစည်းတွေလိုတဲ့ပစ္စည်း၁၀မျိုးရှိတယ်ပြီးတော့ဒီ စ္စည်းတွေစုပြီးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီ water color ရဲ့ technique တွေကိုကျွန်တော်လေ့လာအောင်နော်အဲ့လို technique လေ့လာတဲ့အခါမှာကျွန်တော်တို့ wash ကသုံးမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ treatment က treatment က6မျိုးရှိတယ်ပြီးတော့မှရေချင်ဆေးချင်တွေကိုချိန်ဆနိုင်အောင်ရေချင်ရမှာနော်ဟုတ်ပါဘူးဆရာဆိုအဲ့ဒီ technique တွေကိုကျွန်တော်တို့ဟိုဒီဒီရေဆေးဝါနာရှင်တွေကလေးတွေစတင်လေ့လာမယ်ဒီနေရာတွေလေ့လာမယ်ဆိုတော့ဆရာဘယ်နေရာတွေမှာကျွန်တော်တို့ကလေ့လာလို့ဖြစ်တယ်ဆိုတော့ဒီမှာကြည့်ရှုဆောင်းတွေဖတ်ရမလားသို့မဟုတ် online နေပဲလေ့လာရမှာပါနော်ဆရာ ောင်းတာတော့ဗကြည်တင်နေတက်တာတော့အကောင်းဆုံးဟုတ်ကောင်းတော့တင်နေမှာပါဗျာဗကြည်တင်နေတက်ကြတော့အသေးစိတ်မေးလို့ရဆရာကိုလည်းမေးလို့ရတယ်ဟုတ်ကဲ့နောက်တစ်ခါမျက်စိကအသေးစိတ်မြင်ရပါဟုတ်ကဲ့ဆရာဟိုပြည့်ရဲ့ဘက်ကတင်ခဲ့တယ်လို့ပါလေဥပမာရေအောင်ပြောက်မှရေရမယ်ဆိုရဒီအဲ့ကိစ္စပါဟုတ်ဟုတ်အဲ့ဒါရေအောင်ပြောက်တယ်မပြောက်ဘူးဆိုရဆိုတာဒီတင်တန်းမှာတက်မှာပဲတင်နေချာချာမြင်ရပါဗီဒီယိုကြည့်ရလဲတော့မြင်ရပါဘူးနောက်စာအုပ်ထဲမှာလည်းဟိုစာနဲ့ရေးထားတာ ထယုံလေးပဲရှိမှာဟုတ်ကဲ့ဆရာရေအောင်ပြောက်တယ်ဆိုတဲ့ကိစ္စရေအောင်ပြောက်မှစရရမယ်ဆိုတဲ့ကိစ္စဟုတ်ဆရာအဲ့လိုအဲ့လိုအပိုင်းလေးရောက်လာကြတော့သူကလက်တွေ့လက်တွေ့မှာလိုလာပြီပေါ့နော်ဆရာဟုတ်ကဲ့အဲကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့တင်လာခဲ့တာများပါတယ်ဆရာလေးလည်းလက်တွေ့တင်ခဲ့တာများပါတယ်ဟုတ်ကဲ့ကျွန်တော်ငယ်တော့ online class ကမရှိဘူးနောက်စာအုပ်စာတမ်းလည်းရှာပါရှာပါဟုတ်ကဲ့ဆရာအဲ့တော့ဆရာကြီးတွေလည်းလက်တွေ့အစတူဒီယိုမက်တက်လိုပဲခေါ်ပါဟုတ်ကဲ့အဲပကြီးဆရာကြီးတွေရှိမှာသွားတယ်ဒီကတင်ခဲ့ရပါပကြီးဆရာရဲ့အိမ်မှာလိုက်တယ်ဟုတ်ကဲ့ဆရာအဲ့ဒီနည်းလည်းပဲကျွန်တော်တမ်းပြောက်တယ် အပြေကိုယ်တားလည်းပကြည်ဆရာဆိုတော့လေအိမ်ပါလည်းပကြည်ကန်းရှိတာဩအဲ့တော့စတူဒီယိုပတ်သက်လို့ပဲပြောအောင်ဟုတ်ဆရာဟုတ်တယ်ပကြည်ကန်းပါပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ရည်စင်းနဲ့ပတ်သက်တဲ့လေ့လာမယ့်အချက်တွေကတော့စပြီးရော beginner တွေလေ့လာမယ်ဆိုရင်ကျွန်တော်ခုနပြောတဲ့အချက်တွေပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တို့ကဟိုစုံချုံကုန်ပြီးလေ့လာရမယ်ဆရာနေနဲ့အကျံပြုချင်တာတော့အတော်တော်တော့နည်းလေ့လာမှာပဲဖြစ်ဖြစ်ဒီမှာတက်တွေ့တင်တာတက်တွေ့တင်တာဖတ်တော့ဖတ်တာလည်းပို့ပြီးတော့ပြန်လာတယ်ပေါ့နော်ဆရာလက်တွေ့တင်တာတက်ပြီးတော့ဟိုစာတွေ့ဖြစ်စာအုပ်တွေဝယ်ဖတ် 好的，好的。那我就不那这个啤酒的建议，放一九罐的啤酒，就就就，那九罐了。你等你新年，等你新年，我新年，我带你去。等我明天来，俺妈今天还在洗衣服哦，恁俺家比较新年，恁家的就酷啊。好的，你这样了，今天哎，吃啤酒的，我来几瓶，来两瓶，够咱俩不就行？够不就行？就酷啊。好的，哎呀，谢谢啊，木头哥。好，就酷啊。 အဲ့တော့သူခုခုညမှာပြီးတော့မှကိုတိုင်းကိုဒါအဖြစ်ပြန်ပြန်ပြန်ရအောင်နော်ကိုလက်ချက်တွေကိုပြန်ပြီးတော့လိုက်ကြည့်ရအောင်လိုက်ကြည့်ရအောင်ဒီကြည့်ရအောင်ပြုလုပ်ရတဲ့သဘောပါဟုတ်ကဲ့ပါဆရာစုစုပြုခုမှပညာရေးဆိုမျိုးရတဲ့ကိုတက်တဲ့တိုင်းကိုကိုတက်တဲ့တိုင်းကိုပြန်ကြည့်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဟုတ်ကဲ့ဆရာစုစုတင်ပါလေအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ပေါ့နော်ဒီရေးစေးဆွဲမယ်ဆိုရင်ဆရာကျွန်တော်အရေးကြီးဆုံးပေါ့ကျွန်တော်တို့ခုနပစ္စည်းဆယ်ကျိုးဆိုတဲ့နေရာကစုတ်တယ်အကြောင်းလေးကိုဆိုနည်းနည်းတော့ရှင်းပြလိုက်ပါလားစုတ်တယ်ကဘယ်လိုမျိုးလောက်ရှိလဲပြီးတော့ဆရာ 以前他妈这样多，期间比那上面的他妈这个收点那个草料路啊，那都不得收点。我这个了不了解啊的，以前收点的那时候，阿龙话了可能没有收点，可能没有收一点布告嘛的，后边八个后边个在一块的可能没有布。哎，我这个了不了解有啥可能的？哎，这吧没收没批的吧阿妈的，收点阿妈的，收点老的，阿边的，老的草，老的那草料了，阿低的草，阿低的草，懂吗？ 啊二了啊边，自的创新一样，好，那个家叫了有，一百五十度建筑价了不？啊，一百五十度。好，建筑八十度在考价了，一百五十都在考价了。那应该的话了，毛不热死，毛不热，毛不热死。啊，你，啊那是李家堡，啊是李家堡了，你家堡家了。啊，那东西养鸭子了。那东西养，李家堡。啊，楼安在拆，啊边在拆，那你百五十度还你拆。好嘞，是啊，啊就那地。 คลิปလေးပြီးရင်လည်းကျွန်တော်အဲဆုပ်တံလေးတွေကျွန်တော်ဗီဒီယိုလေးမှတ်တမ်းလေးယူလာပါအောင်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆရာအဲ့ဆိုရင်ကျွန်တော်ရေးသေးဆုပ်တံလေးပြီးပါတော့ကျွန်တော်ရေးသေးစက်ကူနဲ့ပတ်သက်လို့ဆရာပေပါငွေမျိုးတော့ရှိတယ်ဆရာဘယ်ဟာလေးသုံးသုံးနေမှာပေါ့နော်ဟုတ်ကဲ့နောက်တစ်ပတ်ကျရင်ကျွန်တော်ရေးသေးစက်ကူတွေနဲ့ပတ်သက်တဲ့အကြောင်းလေးကိုထပ်ပြီးတော့တင်ပြပေးပါမယ်နော်အခုလိုဆောင်တကြီးရှိပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ Symphony Gallery ကနေပတ်စဉ်တင်ဆက်ပေးနေတဲ့ Sunny Talk အစီအစဉ်လေးဖြစ်ပါတယ်ခင်ဗျာ channel လေးကို subscribe လုပ်ပါသေးဆိုလဲ subscribe like လုပ်ထားပေးပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ